ချမ်းပြည်နယ်ရှိပိုင်းမယောင်မြို့နယ်ပြန်ဆိုင်နေပြီးသူဆက်ဆိုင်ယူစီဌာနလူထုအရှိပြုပို့ဌာန community ဆန္ဒခမနိုင်ရဲ့နေနဲ့နပိုင်းကအွန်လိုင်းလင်လင်မှုနဲ့လောက်ကစားမှုထိထိရောက်ရောက်နေနေနိုင်ရဲ့အကြောင်းအသိပညာပေးတော်ဖြူကိုပြုလုပ်ခြင်းပါရာဒုတိယစီမှုဌာနဘက်နဲ့ရုပ်သက်သက်စီတုံးလုံးနဲ့စီဖောင်းတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါအမရေမင်္ဂလာပါညီမရေ ဟုတ်ကဲ့ပါဒီကနေ့ပြုလုံးမဲ့တောက်ရှုံနဲ့ဆွေရီမဲ့အကြောင်းအရာကိုအမကပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါ online link လဲမို့နဲ့လောင်ကစားမှုတိတိယောက်ယောက်အေးယူနေနေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါလူမှုကွန်ရက်စာမျက်နှာပေါ်မှာတရားမဝင် online လောင်ကစားများအပောင်းဝင်တရားမဝင်အယောင်းဝိုင်းလုပ်ငန်းများဥပဒေနဲ့မညီညွတ်နေလုပ်ငန်းများဖွံ့ဖြိုးချက်မရှိတဲ့စီးပွားရေးလုပ်ငန်းများကိုကျင်းညာနေကြမှုအပေါ်တည်ဆဲဥပဒေများနဲ့အညီအေးအေးယူခံရကြောင်းတရားပါရရှင် နေဆက်ဒေတာများအချို့တော်မြို့ကြီးများမှာလက်ရှိဖြစ်ပေါ်နေသည့် online လိမ်လည်မှုကိစ္စရပ်များဆက်နွယ်၍ဖြစ်ပေါ်လာသည့်လောင်ကစားမှုများလူကုန်ကူးမှုများရာဇဝတ်မှုများလက်နက်ကင်ပြခတ်တိုက်ဖြတ်မှုများပုံမှုပေါ်ထုတ်ဖန်စီအရေးယူဆောင်ရွက်လက်ရှိကြောင်းသိရပါရရှင်လိုင်စင်မဲ့မော်တော်ယာဉ်များတရားမဝင်မော်တော်ဆိုင်ကယ်များကို နေဆက်ဒေတာများမှတရားမဝင်ခိုးတွင်ခြင်းရင်လိုင်စင်အတူ ်နံပါတ်ပြအတူပြုလုပ်ခြင်းမောင်းနှင်အသုံးပြုခြင်းများသည်နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးစေသည့်အပြင်လုံခြုံရေးနှင့်တည်ငြိမ်ရေးကိုပါ အားနည်းချက်ဖြစ်ပေါ်စေပါရခြင်းမြန်မာနိုင်ငံသည်ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ဖြင့်တဲ့ဝါအတုံးပြမှုများအပေါ်ဥပဒေနဲ့အညီထုတ်ယူတုံ့ဆွဲလက်ရှိကြောင်းသိရပါတယ်ရှင်။တရားမဝင်တိခိုးထုတ်နေမှုများအားပါစီဖန်စီနိုင်ရင်သက်ဆိုင်ရာဝန်ကြီးဌာနများ အိုင်းဒေတာကြီးပြည်내အစိုးရအဖွဲ့များကပူးပေါင်းဆောင်ရွက်လက်ရှိကြောင်းတရားပါတယ်ရှင်။ဟုတ်ကဲ့ပါအမအမကအွန်လိုင်းလိမ့်လည်မှုနဲ့လောင်းခစားမှုထိထိရောက်ရောက်နေနေနိုင်ရင်အကြောင်းကိုဆက်လက်ဆွေးနွေးပေးပါဦးရှင်။ဟုတ်ကဲ့ပါရမနိုင်ငံနိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံတော်တည်ငြိမ်အေချမ်းကြီးနဲ့တရားဥပဒေစိုးမိုးရေးကိုအလေးထားဆောင်ရွက်လက်ရှိပါတယ်။ လက်တလောမှာ အရှုတော်နေဆက်တိတများမှာဖြစ်ပေါ်နေတဲ့အခြေအနေများကို အခွန်ကောင်းယူပြီးပြင်ပနိုင်ငံသားအရှုဟာ EAO လက်နက်ကင်အဖွဲ့များအပါအဝင်ဆက်ဆက်နေရများမှာကိုကျိုးစီပွားစာဖွဲ့နေသူများရဲ့ပါဝင် ပတ်သက်မှုများဖြင့် online လင်လယ်မှုများ online လုံကစားမှုများကိုကျေပြန့်စွာဆောင်ရွက်လက်ရှိတဲ့အတွက်စစ်စစ်ဖော်ထုတ်ခြင်းနဲ့ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများကိုအလေးထားဆောင်ရွက်လက်ရှိပါတယ်။ online လင်လယ်မှုနဲ့ online လုံကစားမှုများဟာအများပြည်သူအတုံးပြိုတဲ့လူမှုကွန်ရက်များကို အတုံးပြိုပြီးတော့အများပြည်သူစိတ်ဝင်စားတဲ့အ ကြောင်းကိစ္စများလုပ်ငန်းများအလို့အကိုင်းများထုတ်ကုန်ပစ္စည်းများဖျော်ဖြေရေးအစီအစဉ်များကိုအကြောင်းပြုပြတော့ဗီတူများဤငွေကြေးများကိုလင်းလဲလဲ့ဖြားခြင်းလက်ပတ်ရယူခြင်းတို့ပြုလုပ်နေကြတဲ့အတွက်ဗီတူများမှာအွန်လိုင်းပေါ်မှာငွေကြေးလင်းလဲခံရပြီးတော့အခက်ခဲဒုက္ခများစိတ်တော်ကများရောက်ကြတယ်လို့မကြာခဏကြားသိရပါတယ်အွန်လိုင်းပေါ်မှာ နေရက်လက်စာအတုလုပ်ငန်းအတုများဖြင့်ပြည်သူများအားမက်လုံးပေးပြီးလင်းလယ်လက်ဖြားနေကြမှာကြာပြီဖြစ်ပါတဲ့အွန်လိုင်းပေါ်မှာဖြစ်တဲ့အတွက်စီစစ်ဖို့ထုတ်ရအခက်ခဲရှိတာကိုအကြောင်းပြုပြီးတော့လင်းလယ်မှုတူးစရိုက်လုပ်ငန်းများမှာကျေပြန့်လာတိတဘောရှိပါတယ် ဒါကြောင့်နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဥပဒေစိုးမိုးရေးလုပ်ငန်းများကိုအလေးထားဆောင်ရွက်လက်ရှိရမှာအကြံဖတ်မှု တက်ဖြတ်ရေးလုပ်ငန်းများကိုတက်ဆွန့်ကျိုးပန်းဆောင်ရလက်ရှိတလို့တစ်ဖက်မှာလည်းနိုင်ငံတော်နဲ့အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင်ပြုလုပ်လက်ရှိတဲ့အတွက် online လိင်လယ်မှုများနဲ့ online လုံကစားမှုများ နေဆက်ဒေတာများတွင်တမကပြင်တွင်းမှာပါဖြစ်နေတဲ့အခြေအနေများကိုပြည်သူများကိုပူပေါင်းပါဝင်တည်င်းပေးမှုများနဲ့တက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့အစည်းများကအကတိကင်းစင်စွာဖြင့်ထိထိရောက်ရောက်ကြဲကြဲပြန့်ပြန့်ပြင်းပြင်းထန်ထန်တိုက်ဖြတ်နေနှင်းတွားရမှာဖြစ်ပါကြောင်းဆွေးနွေးလိုက်ရပါတယ်ရှင်